အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းတာပဲဖြစ်ပါတယ်ဂျွန်လတလစာတလင်းနာသတိမီများတဲ့တလစာဟောစရန်နဲ့ကျော်ရာလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။တလင်းနာသာသမီများအနေနဲ့ဒီလမှာပေါ့နော်။မိတိအခက်ခဲမိတိပြက်နာပဲကြုံရကြုံရမိသူအချီကိုမှအကူအညီတောင်းတာမျိုးအားကိုရှာတာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့။ဒ ဲ့တော့မိမိအာကိုရှာလိုက်တဲ့အရာတိုင်းကမိမိကိုဒုက္ခပေးတဲ့သူတွေဖြစ်လာပြီးတော့ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်ဆိုးဆိုတဲ့အဖြစ်အပျက်မျိုးဒီလမှာကြုံတွေ့ရဖို့ရှိပါတယ်။အကြောင်ဒီလမှာဒီလောက်ဆရာရှိရလုံမယ်ဆိုတော့ကိုအာကိုကိုပြီးတော့လောက်ဆရာရှိရကိုလောက်ကိုအကြံပြုချင်ပါတယ်။အကြံပေးချင်ပါတယ်။ဒီကာလမှာပေါ့တဏ္ဍာရလောက်ပေါ့နော်။လူတွေကိုယုံပြီးတော့မှာကြုံပြီးဒုက္ခရောက်တာမျိုးဖြစ်ပျက်မျိုးတွေကြုံတွေ့ရတတ်ပါတယ်။ဒါမိမိရဲ့ဒီအိမ်မှာရှိနေတဲ့လက်အောက်ငယ်သားတွေဒီရန်ဟို ဟိုထွက်ပြေးတာမျိုးထွက်သွားတာမျိုးမိမိရဲ့ဒီမိမိတန်ငယ်တဲ့သူတွေနဲ့ရံဖြစ်ပြီးတော့တို့နဲ့အဆင်မပြေလို့တို့ကနေပြီးအိမ်ရနေဆင်းသွားတာမျိုးအဖြစ်ပြက်မျိုးကြုံတွေ့ရစရာရှိပါတယ်။ဒီလမှာအိမ်ပြောင်းတာမျိုးအိမ်ရွှေ့တာမျိုးเนาะအိမ်နဲ့ပတ်သက်ပြီးတော့ပြင်ဆင်တာမျိုးလုံးဝလုံးဝမလုပ်တတ်ပါဘူး။အဲ့လိုမျိုးလုံးမယ်ဆိုရင်တော့မိမိကဒီထက်ပိုပြီးတော့ ဆိုးရတဲ့အခြေအနေမျိုးကလည်းဒီတက်ပို့ပြီးဆိုးရတဲ့အခြေအနေမျိုးကြီးကိုပဲဥတီသွားပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်ပြီးတော့မိမိကဒီကာလမှာအောင်သူများကိုအာမခံပေးတာမျိုးသူတို့ဘာကိုဒီဒီတာဝန်ခံပေးတော့တာဝန်ယူပေးတာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့။အဲ့လိုမျိုးလုပ်ပြီးဆိုတာနဲ့နောက်မှာတောက်ဆက်တဲ့ပြဿနာလေးတွေပေါ်ထွက်လာဖို့ရှိပါတယ်။ဒီလမှာတော့တခုတူးစန်းနာကြတော့ပါလဲဆိုတော့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ဝင်စရာရှိရာဝင်တယ်ဝင်စရာရှိရာဝင်တယ်ဒါပေမဲ့အလွန်မင်းဝင်တာမျိုးမဟုတ်ပဲနဲ့ မိဝင်တဲ့ဟာနဲ့မိသုံးရမဲ့ဟာနဲ့အမြဲအမြဲကွက်တည်မျိုးဖြစ်တတ်တယ်။ဒါပေမဲ့ငွေကြေးအရင်ကြီးကြက်တဲွားတာမျိုးအရင်ကြီးဖျားခတာမျိုးတော့လုံးဝလုံးဝမရှိပါဘူး။ဒါပေမဲ့အရင်လက်ထက်စာရင်တော့ဒီလကတော့အနည်းဆုံးတော့မွေးကြေးကိစ္စနဲ့ပတ်သက်ပြီးတော့အသက်ကြီးချောင်တယ်လို့ကျွန်တော်ကျွန်တော်အနေနဲ့ပြောချင်တယ်။တခုတတိထားဖို့ပြောချင်တာကျွန်တော်ဒီလမှာပေါ့နော်။တချီတဲ့အပွားကြံပြီးတော့ဒါအကုန်လုံးရင်းချလိုက်ပြီးငါအမြဲဆုံးနေအများကြီးရမယ်ဆိုတဲ့ကိစ္စမျိုးတွေ လောင်စာတစ်ခုခုအပေါ်မှာအလွန်မင်းပုံအောလိုက်တာမျိုးလုံးဝလုံးဝမလောက်ပါနဲ့အဲအဲ့လိုမျိုးလောက်လိုက်ပြီးဆိုတာနဲ့မိမိကအနှောက်ရှက်တွေဖြစ်လာပြီးတော့အဆင်မပြေတာတွေဖြစ်လာပြီးတော့မကောင်းတာတွေဖြစ်လာပြီးတော့ဟိုမမီးကတော့ကောင်းမယ်ဆိုပြီးလောက်လိုက်တဲ့အရာအောင်ပျက်စီးချိုရင်းသွားတတ်ပါတယ် နောက်ပြီးတော့ဆရာသမားလိုပုံကိုမျိုးတွေမိမိတဲ့ကြီးပါတယ်ဆိုတဲ့မိမိယုံကြည်ကြပါစေသူမျိုးတွေရဲ့ဒုက္ခပေးခြင်းအကောက်ကြံခြင်းမိမိကိုမိမိရှိရနေမျိုးအခွင့်အရေးတွေလူယူခြင်းတွေကြုံတွေ့ရတတ်တယ်။ဒါပေမဲ့ဒီလားကနေစတဲ့မိမိနဲ့မတည့်တဲ့သူတွေနဲ့မိမိနဲ့စီးပွားရေးအဆင်မပြေတဲ့သူမိမိရဲ့ပြိုင်ဘက်တွေနဲ့ဒီကာလမှာလုံးဝလုံးဝဒီစကားပြောရတာအဆင်မပြေပြီးတော့အုပ်ဝေးရလို့ကျွန်တော်ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်။မိမိရဲ့အလောက်ကိုင်းကနေပြီးတော့အခွင့်အရေးကောင်းနေရတတ်တယ်။အဲ့တော့ဘာပဲဖြစ်လာဖြစ်လာဘာပဲရှိလာဖြစ်လာ အကောင်းဆိုလည်းနှစ်ကြိမ်အဆိုးဆိုလည်းနှစ်ကြိမ်နှစ်ခါနှစ်ခါနှစ်ခါနှစ်ကြိမ်နှစ်မျိုးပေါ့အဲ့လိုမျိုးတွေကြုံတွေ့ရဖို့ရှိပါတယ်ပြောချင်တာတော့နှစ်ခါနှစ်ခါဖြစ်စဉ်တွေဖြစ်တယ်လို့ကျွန်တော်နည်းနည်းပြောချင်ပါတယ်နောက်ပြီးတော့အိမ်တော်ရှိရတဲ့သူတွေအနေနဲ့ဆိုဒီကာလမှာအိမ်တော်ရင်းအစီအမံပြရာမျိုးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့လုံးဝပင်ပန်းရတော့စိတ်ပင်ပန်းရလို့ဖြစ်လာတတ်ပါတယ်အော်ဒီကာလမှာပေါ့နော်ဒီဒီပြောရမယ်ဆိုရင်တော့ဒီအချို့သောကိစ္စရတွေကိုလုံးမဲ့လုံးမဲ့ကြံစီတိုင်းမပြီးနိုင်မစီးနိုင်အာ အနောက်ရှက်တွေမျိုးစုံဖြစ်နေရမျိုးကြုံရတတ်တယ်အဲကြောင့်မလုံးစရာရှိရအောင်ရှိမယ်ဆိုဖက်ပြောင်းတယ်လုံးစရာရှိရလောက်လိုက်ကောင်းနေဖြစ်စေဆိုတဲ့ဖြစ်နေလုံးဝလုံးဝခင်မဆိုင်နဲ့ငါလုံးစရာရှိရလောက်ကိုလုံးမယ်လို့ပြောလိုက်တာကောင်းပါတယ်ဘာပဲဖြစ်လာဖြစ်လာဒီအမှုခင်းအမှုခင်းပြစ်လာမယ်ဆိုရင်အချို့ရအားလုံးက ဝင်းပြဘက်ကရှော့ပေးလို့ရရင်ရှော့ပေးတတ်ခြင်းအားဖြင့်ပြက်နာအားလုံးကိုကြော်နိုင်ပါလိမ့်မယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ဟိုမမီကဟိုနိုင်ခြင်းလုံးလို့အစင်ပြင်းလုံးလို့လောက်ကမှပို့ပို့ပြီးတော့မမီရဲ့ဒီချက်တဲမှုတွေပို့ပြီးဖြစ်ပေါ်လာတတ်တာကိုတွေ့ရပါတယ်အခြေအေးဒီနဲ့ကတော့ဒီကာလမှာပေါ့နော်ဒီရန်ဖြစ်ရတာမျိုးပရိဖကဖြစ်ရတာမျိုးအစင်ပြင်းဖြစ်ရတာတော့စိတ်ပင်ပန်းရတာမျိုးကိုပင်ပန်းရတာမျိုးဖြစ်ပေါ်လာတတ်ပါတယ် ။နောက်ပြီးတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးပြောလို့ဒါကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အောက်ပိုင်းခါအောက်ပိုင်းနေခါနဲ့ပတ်သက်တဲ့ယောဂါတွေနောက်ပြီးရဲ့အခါကျတော့ကျွန်တော်တို့ဒီမိမိရဲ့ဒီခါနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်။နောက်ပြီးတော့ဒီသွေးနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်။အရိုးအကြောတွေနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တာကိုကျွန်တော်အနေနဲ့တွေ့ရပါတယ်။အော်ဒီကာလမှာပေါ့နော်တစ်ချက်ကျတော့ဘာလဲဆိုတော့တနက်ကလာပေါ့ပြောမယ်ဆိုရင်တော့မိတိအပြောင်းရှင်းရောတော့မှလည်းအိမ်ပြောင်းတာရောအလုပ်ပြောင်းတာရောဟိုပြောင်းတာရောဒီပြောင်းတာရော ဘာပြောင်းတာပဲဖြစ်လုံးဝလုံးဝမလုပ်ပါနဲ့နော်ဒီကာလမှာတက်နိုင်သလောက်ပါနော်ဒီမလုပ်တာကောင်းတယ်ဒီကာလမှာဒီအယောင်းဝယ်တွေတမားတွေအနေနဲ့ဆိုဒီကာလမှာအကြီးအကျယ်ဟိုနော်ဝင်ဝင်ကောင်းတာတွေတွေ့ရပါတယ်ခင်ဗျာနောက်ပြီးရခါကျတော့ဒီလမှာပါနော်ဒီကံကောင်းစေတဲ့ယရိယာကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမိမိရဲ့ဒီကျွန်တော်တို့နေနံတောင်းပေါ့နော်တနေနံတောင်းပေါ့တနေနံတောင်းမှာရှိတဲ့ လက်ဖက်ဖျားရှိကိုရောမြက်ကြီးကိုဇပယ်ပန်တက်စစ်ကတ်လူပြီးတော့ဆူတောင်းတာမျိုးရေတက်စစ်ပူဇော်တာမျိုးလုပ်ပေးပါမိမိရဲ့အင်ရဖျားမှာလည်းကျွန်တော်တို့မုံလုံးရေပေါ်ပေါ်တက်စစ်ကတ်လူပြီးတော့မမိမိရဲ့အခက်ခဲမိမိရဲ့အနှောက်ယှက်မိမိရဲ့ပင်ပန်းမှုတွေအားလုံးကတ်တာပါစေကြောင်းဆိုပြီးတော့ဒီဆူတောင်းပြီးတော့ဒီဆူတောင်းပါပါနော်အဲ့ဒါဆိုရင်တော့မိမိရဲ့အခက်ခဲတွေပြေလည်ပါပါလိမ့်မယ် အားလုံးပဲဒီလမှာအားလုံးအဆင်ပြေကြပါစေရလက်ကောင်းတွေရရှိကြပါစေအဆင်ပြေကြပါစေရလက်ကောင်းတွေရရှိကြပါစေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံကြပါစေကျွန်တော်အနေနဲ့